ငါပြကြောင်ဒီလိုမျိုးလုပ်ပြီးမစားခဲ့ဘူးဒါကနီးတိလို့ကိုကကိုကိုတက်တလောက်မှတ်တလောက်ဘာညာကွေးကွားလုပ်ပြီးတော့ကြော်ထားရလေပါအုံလုံးနဲ့ကြော်ရဲရတာကဘယ်လိုပြောရမလဲတော်တော်လေးစိတ်စိတ်လေးနဲ့ငန်းပစုံချောင်းရဲ့ထုံ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 လေးရောတော်တော်စားလို့ကောင်းတယ်ငါပြကြောင်ရန်ကုန်မှာလဲနေရတော်တော်များများမဝဲစားဘူးလေဒါပေမဲ့အုံလုံးနဲ့ကြော်ရောင်းမှလေဆိုတာတခါမှမကြဘူးဒီဟာဘိတ်နေက အဲ့လိုမျိုးကြော်ရလို့ကြားဘူးတယ်အာသူတို့မှာတော့ငပိအများကြီးနဲ့အုံသီးကိုကိုယ်တိုင်ချစ်ပြီးတော့ညှစ်ပြီးတော့တဲ့ကြော်ကြရဲအဲ့တော့ဒီမှာငပိရတော့တည်ရတာပဲညီမနိုင်ငံမဟုတ်တော့ရွှေလိုရှားနေရွှေလိုရှားနေအောင်ငပိကိုနည်းနည်းလေးပဲထည့်ပြီးတော့အာအုံတို့ကလည်းရန်ကြီးမထည့်ထားအောင်နည်းနည်းလေးပဲဒါပေမဲ့သူတို့ဟာသူတို့ ဒေတာကကြော်တဲ့ဟာကပို့ပြီးတော့ရတာရှိပြီးကောင်းနေတဲ့ကိုကြော်တာနဲ့ဆိုရင်တော့ခြေပြားတော့မမီပါဘူးဒါပေမဲ့အဲ့လိုမျိုးဘယ်လိုမျိုးကြော်ရလဲပေါ့ဘယ်လိုမျိုးတွေဘယ်လိုမျိုးတွေကွာတိလေးဆိုတာကိုသိရသူတွေရှင်နေပဲပြောပြပြီးခဲ့ပါအောင်လို့ကျေးဇူးအများကြီးတင်ပါတယ်ပေါကရရေချောက်ချက်ပါပါဒီနေ့ဆက်ပြီးတော့လေうん。